မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းများကတော့မိုးစစ်တူချေကျိုးပြင်ကားဝတ်တော်သတ်မှတ်တဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းမှာကြာရောက်နေတဲ့ဧရိယာအကျယ်ဝန်6906ဧကရှိတဲ့နေမျိုးကိုမိုးစစ်တူချေကျိုးပြင်ကားဝတ်တော်ဖြစ်နိုဝင်ဘာ6ရက်ကစပြီးသတ်မှတ်လိုက်တယ်လို့တည်ရန်စာတမ်းနှစ်တဘာဝပတ်ဝန်းကျင်ထက်သေးဝင်ကြီးဌာနကအမိန့်ကြေညာစာထုတ်ပြန်ကြောင်းသိရပါတယ်။တတော်ဥပဒေပုံမှန်6ပုံမှန်ခွဲ900 အနှင်းထားတဲ့လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးပြီးအခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။မိုးစစ်တူးချစ်ကျိုးပြင်ကာကွယ်တော်တမတ်တာကြောင့်အထက်ရွက်ပြက်ရောနောတော်စုတမျိုးရီဖြစ်တဲ့ဂျွန်းအင်ဂျင်ထောက်ကျန့်ဖန်ကားတဖြူလက်ပန်တောင်တမာတောတရက်ကညင်မအူတပြီးတင်ဝါဝါဖြူဝပူတိုက်ဝါတောင်ကျင်းကျင်းဤစတဲ့ဒေသမျိုးရင်းတွေကိုထိမ့်သိမ့်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ခြေကြီးဆက် ပြောင်းဆိုင်မြောက်တောကြောင်တောချက်နဲ့ကြီးငှက်မျိုးစုံစတဲ့တောရင်တိရစ္ဆာန်တွေရဲ့နေထိုင်ကျဆားရာဒေသတွေကိုထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်ပြီးတော့ဒေသအခေါ်ခွင့်ချောင်းရေဝေရေလေးဧရိယာကိုလည်းထိန်းသိမ်းကာကွယ်နိုင်တဲ့အပြင်ဒေသခံပြည်သူတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့သစ်ထင်းဝါကျိန်နဲ့တခြားတည်တော်ထွက်ပစ္စည်းတွေကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ကတည်တော်ဖုံးလန့်မှုတိုးတက်လာပြီးရာသီဥတုမျှတကောင်းမွန်လာနိုင်တာစတဲ့အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။